်မင်္ဂလာပါရှင်ခေတ်သစ် news သတင်းဌာနဤထိတ်တန့်သတင်းမြောက်တင်ဆက်ပေးပါရမရှင်ပထမအဆုံးအကျန်းဖတ်မင်းအောင်လိုက်ပန်းမျိုးတို့လာရောက်မိဖြစ်၍ BGB အပါအဝင်စစ်တပ်နှင့်အစဉ်ပြေသောကရင်လက်နက်ကံများမျိုးတဲ့တို့မလာရအမိန့်ထုတ်ထားပြီးဗန်တခွင်လုံခြုံရေးအထူးတင်းကျပ်ထားသည့်တွင်မအူဝင်တွင်လေစိုက်ပျိုးရေးနှင့်ဝင်းရီတက္ကသိုလ်ဖွင့်ပွဲတအုပ်မိဆွဲတွင်တင်ဆက်ပေးသွားပါမည် အကျန်းဖတ်မင်းအောင်လိုင်မှာယနေ့ကရင်ပြည်နယ်ဖအံမြို့သို့လာရောက်မိဖြစ်၍ BGB အပါဝင်စစ်တပ်နှင့်အစင်းပြေသောကရင်လက်နက်ကိုင်များမြို့ရဲသို့မလာရောက်ဟုအမိန့်ထုတ်ထားကြောင်းကရင်စီရီတရင်အရင်မြစ်တချို့ကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောဆိုထားပါတယ်။ယမန်နေ့အကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်ကလက်တလောရန်ကုန်မြို့တွင် ရောက်ရှိနေပြီးဘုဒ္ဓဘာသာ ကလျာဏယူဝအတင်းဤ YMBA အတင်း85ချိန်မြောက်ဆင်ရတု38ပြားမင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်စာမေးဝဲစုကြီးမြင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြောင်းရင်းမတစဉ်ဖအံမြို့သို့လာရောက်ရန်ရှိကြောင်းသိရှိရပါတယ်ရှင်။ဖအံကိုမအားလာလာမလို့ကရင်လက်နက်ကင်တွေကိုလက်နက်ကင်ပြီးမြို့ရဲမလာရအမိန်ထုတ်ထားတယ်။ဖအံမှာတက်နေတွေ့ဆုံပွဲနဲ့ကရင်ပြည်နယ်အစိုးရဌာနဆိုင်ရာတွေ့ဆုံပွဲလုပ်မယ်။ ပြီးရင်ဖအံတောင်ကလေးစစ်စေးရငိုးသွားပြီးတန်ရရစစ်တီတွေကိုတာပြီးတွေ့ဆုံမှုရှိတယ်လို့ကရင်စီရေးတရင်မြကပြောဆိုထားပါတယ်။ထို့ပြင်မင်းအောင်လိုင်ကမအူဝင်းမြို့နယ်တွင်ဖွင့်လင်းရန်ရှိနေသည့်စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်ဖွင့်ပွဲတို့လည်းတက်ရောက်ဖို့ရှိနေပြီးယမန်နေ့ကလေးကမအူဝင်းမြို့တစ်ခုလုံးလမ်းမေးဝက်ရရှေးတုတ်ချင်းလုံခြုံရေးများချထားခြင်းဝင်ကြီးဌာနအဆောက်အအုံများရှေးတုတ်ချင်းများလှုပ်ဆောင်လျက်ရှိကြောင်းသိရှိရပါတယ်ရှင်။ နိုဝင်ဘာလတတိယအပတ်မှာမအူပင်မှာစိုက်ပျိုးရေးမွေးမြူရေးတက္ကသိုလ်ဖွင့်ပွဲစစ်ကောင်းဆောင်တက်ရောက်ဖို့ရှိနေတယ်။အဲ့ဒါအတွက်အခုကတည်းကကြိုတင်ပြင်ဆင်နေကြပြီးခုမအူပင်အခြေဆိုင်ဒေတာကင်းထောက်တရင်အရင်မြေကရှင်းပြထားပါတယ်။ဆက်လက်ပြီးအေအေကယာယီဆုတ်ခွာပေးလိုက်တော့ကြောက်ဖြူမင်းမင်းရွာရေတာစစ်စခန်းတွင်ဝါရဖြန့်ဓာတ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေခြင်းအေအေပြစ်ခတ်သောလက်နက်ကြီးကြောက်ရောက်ပောက်ကွဲ၍စစ်သားအများပြားတေဆုံးသည့်တရင်တင်ဆက်ပေးသွားပါမယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်တွင်အေအေကယာယီဆုတ်ခွာပေးလိုက်သောကြောက်ဖြူမင်းပြင်းရွာရေသာစစ်စခန်းတွင်ဝါရဖြန့်တပ်ပုံရိုက်ကိုရစစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်သောလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲ၍စစ်သားအများပြားတင်ဆုံသောကြောင့်အေအေစီရေတရင်အင်းမြစ်ကရန်ကုန်ခေတ်တည်တရင်ဌာနထံသို့ပြောဆိုထားပါသည် အာရခတက်တော်အေအေသိမ့်ပိုက်ထားသည့်ကြောက်ဖြူမြို့မင်းပြင်ရွာရေဒါစခန်းကိုလွန်ခဲ့တဲ့ရက်ပိုင်းတွင်အကြမ်းဖက်စစ်ကော်မရှင်တပ်များကအင်အားလုံးရင်ဖြင့်စစ်ကြောင်းထိုးတိုက်ခိုက်လာကြောင်းရင်းနောက်အေအေကမင်းပြင်ရွာစခန်းမှယာယီဆုတ်ခွာပေးလိုက်ရပြီးစစ်တပ်ကဝင်ရောက်နေရာယူသွားကြောင်းထို့သောမင်းပြင်ရွာစခန်းကိုစစ်တပ်ကရရှိပြီးနောက်ဝါရက်ဖြန့်ဓားပုံရိုက်ကူးရန်အတွက်စစ်သား20ကျော်ကပြင်ဆင်နေကြကြောင်းရင်းအချင်း အေအေကလက်နက်ကြီးဖြင့်ပြစ်ခတ်ရာမှာမိမိရွာစခန်းတစ်ခုလုံးကိုဝါဒဖြန့်တပ်ပုံရိုက်ကူးရန်ပြင်ဆင်နေသည့်နေရာသို့တဲတဲကြောက်ပောက်ခွဲခဲ့ကြောင်းအဆိုပါပောက်ခွဲမှုအတွင်းစစ်သားများပြားတိုက်ဆုံသွားကြောင်းသိရှိရပါသည်ရှင်အဲ့ဒါမင်းပြင်ရွာရေရာစခန်းကိုအေအေကတင်ထားတာအင်းအားနှင်းငယ်ပဲရှိတယ်အဲ့ဒါကိုစစ်တပ်ကအင်းအားလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုပ်ပေးလိုက်ရတာအဲ့ဒါကိုစစ်တပ်ကမနေ့ကဝါရဖြန့်တပ်ပုံရိုက်ကူးဖို့လုပ်နေတော့အေအေကလက်နက်ကြီးနဲ့ပြစ်လိုက်တာအကုန်ကြောက်ကုန်တဲ့ဟုစစ်ရေးတရင်အင်းမြစ်ကပြောဆိုထားပါတယ် မင်းပြင်းရွာစခန်းတွင်လက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်အကျန်းဖတ်စစ်သားအနည်းဆုံး10ဦးခန့်တိဆုံနိုင်ခဲ့ပြီး24ဦးတိဆုံသည့်ဟုသတင်းများကြားသိရတော့လည်းအတိအကျအတိမပြုတ်နိုင်သေးပေ။ကြောက်ပြုံမျိုးနဲ့အတွင်းကျင်းရွာအများစုတွင်အေအေကနေမြေစုမိုးထားပြီးစစ်တပ်ကရေတပ်နှင့်မြို့ပေါ်အခြေစိုက်တပ်များတွင်သာနေရာယူထားပြီးကြီးရည်လီအင်အားသုံးပြီးတံပြန်ထိုးစစ်များပြုလုပ်နေခြင်းဖြစ်ပါတယ်။အေကရခိုင်ပြည်နယ်တွင်2023နိုဝင်ဘာလ23ရက်နေ့မှစတင်ကမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပြီးလက်ရှိတွင် တန်တွဲရံပြေဘူးတီတောင်ရသေးတောင်ပုံနာကျွန်းကြောက်တော်မင်းမြမြောက်ဦးမြေဘုံပေါတော်မောင်တော်အန်တောင်ကိုကွာတို့ကိုတင်ပိုက်ထားတဲ့တို့ပြင်းချင်းပြင်းနယ်ပလဝမြို့နယ်ကိုလည်းအေကတင်ပိုက်ထားပါတယ်။အေကရခိုင်ပြည်နယ်တပီလုံးတင်ပိုက်နိုင်ရန်အတွက်လက်ရကန်းသာလိုတော့ပြီးထိုးစင်များအချိန်မြင့်တင်လျက်ရှိကြောင်းအေအေတရဝင်းထုတ်ပြန်ကြေညာလိုက်ပါတယ်ရှင်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးကမင်းအွန်လိုင်းကိုဖန်ဝရန်ထုတ်ရင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG က ICC တရားရုံးဤမြန်မာနိုင်ငံအတွင်းရာဇဝတ်မှုများအတွက်တရားစီရင်ပိုင်ခွင့်ကိုအကြီးအမားပြုသည့်ကြေညာချက်ကိုကုလသမဂ္ဂဆိုင်ရာမြန်မာအငြိမ်းတမ်းကိုယ်စားလှယ်ဦးကျော်မိုးထွန်းကတင်ပြလိုက်ပါတယ်ရှင်။နိုဝင်ဘာလ17ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးဤအပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးဤအစည်းအဝေးခန်းစားခေါင်းစဉ်ဖြင့် ်ဆွနုဘွယ်နိုင်ကုလသမဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံ၏အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အကြမ်းဖက်စစ်တပ်ကမြန်မာပြည်သူများအဘောကျူးလွန်လာမည်ဆိုဝါလာတိရာဇဝမှုများကိုကြိုတင်မျှော်လင့်ထားသည့်နှင့်အညီအယက်သားပြည်သူများ၏အတက်များကဲ့တင်ရန်ကောက်ကွယ်ရန်အကြမ်းဖက်စစ်တပ်၏ထပ်မံရက်စက်မှုများကိုတားဆီးနိုင်ရန်ပြစ်မှုကျူးလွန်ခံရသူများအတွက်တရားမျှတမှုရရှိစေရန်နှင့် အပြစ်ပေးအရေးယူခြင်းမှာကင်းလွတ်နေမှုကိုအဆုံးသတ်ရန်အတွက်မြန်မာနိုင်ငံအတွင်းကျူးလွန်သည့်ရာဇဝတ်များအပေါ်တရားရုံးဤတရားစီရင်ပိုင်ခွင့်ကိုအတိအမှတ်ပြုသည့်ပုံမှန်စနစ်ကျင်ညာချက်ကိုအပြစ်ပေးဆိုင်ရာရာဇဝတ်မှုတရားရုံးဤမှတ်ပုံတင်အရာရှိချက်တင်ပြကြောင်းသိရှိရပါသည်ရှင် အပီပီဆိုင်ရာရာဇဝတ်တရားရုံးဤတရားစွဲအရာရှိကအကြံဖက်စစ်တပ်ဤခေါင်းဆောင်မင်းအောင်လှိုင်အား ဖန်ဝရံထုတ်ရန်တရားရုံးသို့လျှောက်ထားခဲ့မှုကြောင့်မြန်မာပြည်သူများအနေဖြင့်မျှော်လင့်ချက်များပြန်လည်မြင့်တက်လာခြင်းတနည်းနည်းပါအချိန်ကြာမြင့်လာသည်နှင့်အချိန်တည်းတရားစွဲအရာရှိလျှောက်ထားချက်နှင့်ဆက်လင်း၍တိတာထင်ရှားသောတိုးတက်မှုများမရှိသေးကြောင်းပြည်သူများ၏စိတ်ပြတ်မှုများမှာပို၍ကြီးမားလာကတရားရုံး၏အချိန်မီထိရောက်သောအရင်းယူဆောင်ရွက်မှုများလိုအပ်ကြောင်းတန်အမတ်ကြီးဦးကျော်မိုးထွန်းကထောက်ပြထားပါသည် ယခုအခါအကြံဖက်ဆစ်အုပ်စုကအတူအောင်ရွေးကောက်ပွဲကိုပြုလုပ်၍၎င်းတို့၏ကြီးလေးသောရာဇမှုများကိုဖုံးကွယ်ရန်၎င်းတို့၏ရာဇမှုများအတွက်တာဝန်ခံမှုမှရှောင်လျင်၎င်းတို့၏တရားမဝင်အာဏာသိမ်းမှုကိုလှည့်ပြားရန်ကြိုးပမ်းနေကြောင်းအကြံဖက်ဆစ်အုပ်စုကရက်ဆက်မှုများဆက်လက်ကျူးလွန်နေခြင်းထိရောက်သောနေမြေထိန်းချုပ်မှုများမရှိခြင်းနိုင်ငံကောင်းဆောင်များကိုဥပဒေမဲ့ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားခြင်းလူအခွင့်အရေးချိုးဖောက်မှုများကိုကြဲကြဲပြန့်ပြန့်နဲ့စနစ်တကျကျူးလွန်လျက်ရှိခြင်း ်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပြတ်သုံးနေခြင်းပြည်သူလူထု၏တရင်အချက်အလက်များရရှိနိုင်မှုအခွင့်အရေးကိုဆိုးဆိုးရွားရွားကန့်တတ်ထားခြင်းပြည်သူများဘောချင်းချောက်မှုများတုံ့ပြန်ခြင်းပြည်သူများအနေဖြင့်အမြဲတက်စေကြောက်ရွံ့မှုနှင့်တွန်တွဲနေထိုင်လျက်ရှိခြင်းအစရှိသည့်အခြေအနေများအောက်တွင်အကြံဖက်စစ်အုပ်စုကစီရင်နေသည့်ရွေးကောက်ပွဲတည်အထူးရောင်နှင့်လိန်လယ်မှုသာဖြစ်မီထို့သောသောရွေးကောက်ပွဲတည်မိသည့်အခါမှလွတ်လပ်၍တရားများတပ်ပြီးအလုံးပဝင်နိုင်သောရွေးကောက်ပွဲဖြစ်လာမည်မဟုတ်ကြောင်းသိရှိရပါရဲ့ရှင် ရာမဝင်အာနာတိန်စစ်အုပ်စုကစီစဉ်နေသောအတုရရွေးကောက်ပွဲကိုပြပြသားသားပေးချကြရန်တိုက်တွန်းမှကြောင်းနှင့်အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံးအနေဖြင့်အကြမ်းဖက်စစ်ရာဇဝတ်သားမင်းအွန်လိုင်းအားဖန်ဝရန်ထုတ်ရန်ဆုံးဖြတ်ချက်အားချက်ချင်းချမှတ်ရန်လိုအပ်နေပြီဖြစ်ကြောင်းတန်အမတ်ကြီးဦးကျော်မိုးထွန်းကဆိုပါတယ်မြန်မာနိုင်ငံတွင်အကြမ်းဖက်စစ်အုပ်စုသည်မြန်မာပြည်သူများအပေါ်ဆေးရသွမှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝမှုအဆင့်ရှိကြီးလေသောရာဇဝမှုများကိုဆက်လက်ကျူးလွန်လျက်ရှိပါကြောင်း အကျန်းဖတ်စေအုပ်စုရဲ့အဆိုပါရာဇဝမှုများနဲ့ဆက်လင်း၍ခိုင်မာသောတပ်တွေအထောက်ထားများနဲ့အချက်အလက်များကိုလည်းကုလသမဂ္ဂ၏အစည်းအဝေးခန်းစာအတိအသင့်တွင်လည်းအတိလင်းဖော်ပြထားကြောင်းတမ်မတ်ကြီးကဆိုပါရင်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရန်ဒီယာ၏2025ခုနှစ်နှစ်ပတ်လည်အစည်းအဝေးခန်းစာတွင် အကြံဖတ်စစ်တပ်သည်ချင်းကချင်းကရင်နီခေါ်ကရကရင်ရခိုင်ရှမ်းစကိုင်းနှင့်မကွေးတိုင်းဒေသကြီးများ၌အယက်သားပြည်သူများအဘောခွဲခြားမှုရှိပဲ လေချောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများစနစ်တကျညှဉ်းပန်းနှိပ်စက်မှုများလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများနဲ့ကလေးများအပါအဝင်အယက်သားထောင်ပေါင်းများစွာကိုဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်မှုများအပါအဝင်အယက်သားပြည်သူများအပေါ်ကြဲကြဲပြန့်ပြန့်နဲ့စနစ်တကျဆေးရဆုံးမှုနဲ့လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝမှုများကျူးလွန်ခဲ့ခြင်းကိုဖော်ပြထားရှိပါကြောင်း၎င်းကတင်ပြထားပါတယ်။ ကုလသမဂ္ဂဤမြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူဤနောက်ဆုံးတင်သွင်းခဲ့သည့်အစီရင်ခံစာတွင်လည်းအကြံဖတ်စေအုပ်စုဤဆက်လက်ဖိနှိပ်မှုများနှင့်လူသားချင်းစာနာမှုဆိုင်ရာအကြံတဲများကိုလက်နက်တပ်ဖွဲ့အသုံးချရင်းအထူးအရောင်ရွေးကောက်ပွဲများမှတဆင်တရားဝင်မှုကိုဖန်တီးရန်ကြိုးပမ်းမှုများကိုတမ်အမတ်ကြီးကထပ်မံထောက်ပြထားပါသည်။အကြံဖတ်စေအုပ်စု၏ရက်ဆက်ကြံ့ကြုံမှုများကြောင့် တန်းနှင်းချီသောပြည်သူများသည်နေရာဆုံးခွာထွက်ပြေးနေကြပြီးနေထိုင်ရာအတိုင်းမျိုးများပျက်စီးခဲ့ရပါကြောင်းအဆိုပါဖြစ်ရများသည့်မြန်မာပြည်သူများပေါ်ဖျက်ဆီးမှုများဖြင့်ကြောက်ရွံ့ကဖိနှိပ်ချုပ်ကန်ရန်ရည်ရွယ်ချက်ရှိရှိဖြင့်စနစ်တကျဆောင်ရွက်လျက်ရှိသည့်အကြမ်းဖက်ဆဲုပ်စု၏မူဝါဒပင်ဖြစ်ပါကြောင်းရက်ဆက်ကြမ်းကြုတ်မှုများသောရာဇမှုများကိုခံစားနေရသောတန်းနှင်းချီသည့်ပြည်သူများအတွက်တရားရုံး၏အချိန်မီထိရောက်သောအရေးယူဆောင်ရွက်မှုများသည့်မဖြစ်မနေလိုအပ်လျက်ရှိပါကြောင်း မြန်မာပြည်သူများအထူးသဖြင့်အကြမ်းဖက်ဆီအုပ်စု၏ရာဇဝမှုများကျူးလွန်ခြင်းကိုခံစားရသူများ၎င်းတွင်မိသားစုဝင်များအနေဖြင့်တရားမျှတမှုခံစားပိုင်ခွင့်ရှိပါကြောင်းရာဇဝမှုကျူးလွန်သူများအနေဖြင့်၎င်းတို့ကျူးလွန်သောရာဇဝမှုများအတွက်တာဝန်ယူမှုတာဝန်ခံမှုရှိရမည်ဖြစ်ကြောင်းထို့ပြင်မြန်မာပြည်သူများအတွက်အချိန်တိအမှန်တကယ်ပင်အရေးကြီးပါကြောင်းတာအမတ်ကြီးကနိုင်ငံတကာသို့အတည်ပြုခဲ့ပါရှင်။